မင်္ဂလာပါ DBS ကနေပြန်နေကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ဒီနေ့ထုံးစံအတိုင်းပဲအမြဲတမ်းတုံ့နေကြပါဘောเนาะကျွန်တော် Monday ဒီနေ့က Friday ဆိုတော့ Friday financial update ပေါ့เนาะဆိုတော့ Friday မှာကျွန်တော်တို့ Monday နဲ့ Friday မှာကျွန်တော်ပုံမှန်လုပ်နေကြ crypto analysis လေးလုပ်မယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့အာဒါကထုံးစံတိုင်း weekly candle တွေဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံး total market cap တို့ btc dominance တို့ဒါတွေကိုတစ်ချက်ကြည့်မယ်ပြီးရင် အဲ top 4ကိုကျွန်တော်ကြည့်မယ်ပေါ့နော်ဆိုတော့ BTC dominance နဲ့ဒီ today တွေကိုဘာလို့ကြည့်လဲဆိုလို့ရှင်ဒါကျွန်တော် crypto market ရေးလာ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 ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒီကနေပြီးတော့နည်းနည်းကြိုပြီးတော့ခံမှန်းလို့ရနိုင်တယ်ပြီးတော့နောက်တစ်ချက်ကကျတော့အာ investor တွေဘယ်လိုစဉ်းစားနေလဲပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့နည်းနည်းခံမှန်းလို့ရနိုင်တယ်ပေါ့နော် ပြီး top 4ကတော့အဓိကတော့ bitcoin ပေါ့နော် bitcoin ရဲ့ဦးဆောင်မှုနောက်ကနေပြီး crypto တွေအကုန်လုံးကလိုက်ကြတာဆိုတော့အဲ့တော့ bitcoin ကိုကျွန်တော်တို့ဒီချက်လမ်းအကြည့်မယ်ပြီးရင်သူ့ရဲ့ layer နေပြီးတခြားကောင်းတွေကိုလည်းစဉ်းစားလို့ရတာပေါ့နော် okay total ကိုကြည့်ကြည့်အောင် total ကလောလောဆယ်မှာအခုတွေ့ရတဲ့အတိုင်းပဲပေါ့နော်ဒီဒီတစ်လလုံးဒီ range ကနေမထွက်သေးတာကိုတွေ့ရတယ်နော်ဒီဘေးကကြီးသွားနေတယ်ဒါပေမဲ့အခုဒီ week မှာ စပြီးတော့ဒီ down downward movement ကိုစပြီးတော့တွေ့ရတယ်ပေါ့နော်တူတယ်ကဆိုတူတယ်ကတော့ကျွန်တော်တို့ဒါ crypto market ဒီတစ်ခုလုံးထဲမှာရှိတဲ့ပတ်စံပေါ့နော်ဟိုအရေအတွက်အမောက်ပေါ့နော်3.21 trillion ရှိတယ်အဲ့တော့တော့စပြီးတော့အောက်ဖက်ကိုသွားရဲဆိုတာဘာလို့ပြောချင်တယ်ဆိုလို့ရှင် crypto လောကတွေရဲ့ပတ်စံနေအပြင်ထွက်ဖို့ကြိုးစားတာကိုပြရအောင်နော်ဆိုတော့ဒီမှာတူတယ်ကအောက်ကို down နေတယ် တိုတယ်2ကလည်းအောက်ကိုဒေါင်းနေတယ်တိုတယ်3ကလည်းအောက်ဘက်ကိုသွားဖို့သူကပိုဆိုးတယ်ပေါ့နော်လမ်းစာပိုပြီးတော့များနေပြီ BTC dominance ကတက်လာနေတယ်ဒီဒီမှာဒီဒီ week မှာကျွန်တော် barrier ထားထားတာကိုကျော်ပြီးအပေါ်ကိုတက်နေတယ် that means ကျွန်တော် crypto market ဒီ downward ပြန်သွားနိုင်ခြင်းရှိတယ်နော် downward ပြန်သွားနိုင်ခြင်းရှိတယ်အဲ့လိုလဲဆိုတော့ total တွေကနေ percent ထွက်မယ် total 2 total 3နှစ်ခုစလုံးကျွန်တော်အထွက်တွေအကုန်ပြနေမယ် BDC ဘက်ကိုလူတွေပတ်စံရွှေ့လာတယ်ဒါဒီလူတွေရဲ့ fear ဖြစ်လာတာကိုပြတာ fear greed index မှာလည်းဒီနေ့က neutral ဖြစ်နေတယ်အရင်ပြီးခဲ့တဲ့ mem တော့ greed ဖြစ်နေတာနေပြီးတော့အခု neutral ဖြစ်သွားပြီအဲ့တော့သိပ်မကြခင်ကျွန်တော် fear ဘက်ကိုစပြီးရောက်လာလေလေကောင်းလေးကြာတာကိုတွေ့ရလေဖြစ်မယ်เนาะအဲ့တော့ပြန်နိုင်ကြီးရှိတယ်ပြန်ကြနိုင်ကြီးရှိတယ်ဘယ်ထိတော့ပြန်ကြမလဲပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားကြည့် big why Bitcoin historical run ကိုကြည့်မယ်ဆိုလို့ရှိရင် double top ဒီမှာ double top 2021ကပေါ့နော် double top အနေထားဟို pattern ကိုပြတယ်ဒီမှာ double top ဖြစ်သွားတယ် double top ဆိုပေမဲ့ဒီကောင်ကဒါပြောရလို့ရှိရင် liquidity grab ပုံစံမျိုးပေါ့နော်ဒါပေမဲ့ double top ပဲဆိုကြပါစို့ double top ဖြစ်ပြီးသွားလို့ရှိရင်အောက်ကိုပြန် crash တာကိုတွေ့ရတယ်ဒီ2000အာကျွန်တော်တို့22 crash ကအရင် solo နဲ့ထောက် ဟိုတောင်းခွဲအထိပြန်ရောက်သွားတာပေါ့နော်ဒါပေမဲ့အဲ့ဒါကကျွန်တော်ထင်တယ်အခုမဖြစ်နိုင်တော့မဖြစ်နိုင်တော့ကျွန်တော်တို့ဒီအခု institution ဝယ်ပုံမျိုးနဲ့ဒီပြောလို့ရှိရင်အခုကအရေးကြီးတဲ့ဟိုညံ့များဝယ်ခံထားတဲ့သူတွေရဲ့လက်ထဲမှာဘိတ်ကွိုင်းရောက်နေပြီးတော့အဲ့လူတွေကလည်းပြန်ရောင်းဖို့စိတ်ကူးမရှိဘူးဖြစ်တယ်เนาะအဲ့တော့ wave for ဖို့ပြန်ရောင်းနေတော့သူတို့ပြန်ကြတယ်နော်ဒါပေမဲ့ပြန်ရောင်းဖို့စိတ်ကူးတိတ်မရှိသေးဘူးလို့တွေ့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာကြည့်မယ်ဆိုလို့ရှိရင် historical pattern အရဆိုလို့ရှိရင် double top ဖြစ်ပြီးတော့အောက်ကိုပြန်ကြာတယ် crash တယ်အဲ့တော့ဘယ်လောက် percentage ပြန် crash လဲဆိုတော့ကျွန်တော်ကြည့်ကြည့်ရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒါ0.018ကအောက်ထိကိုပြန် crash ခဲ့တာပေါ့နော်ဆိုတော့ဒါအခုကတော့အဲ့လောက်ကြီးဖြစ်ဖို့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘယ်လောက်မှန်းလို့ရတယ်အခုအကယ်၍အကယ်၍ပေါ့လေအဲကျွန်တော်တို့အာကျွန်တော်တို့ရဲ့ဒီအာ အောက်အထိကိုဆက်ပြီးတော့ပြန်ပြီးတော့ crash မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ရည်ရှိဆုံး target က0.5ပဲဒီမှာကျွန်တော်တို့ကြည့်မယ်ဆို0.5 level အော်8000ပေါ့8000ဇေရန်ဒီဖြစ်နိုင်ရည်အဲတော်တော်ရှိတဲ့နေရာဟိုအခြေနေရာဖြစ်တယ်ပေါ့နော်ဇေရန်ဖြစ်တယ်ဆိုတော့ဒီမှာကြည့်အနည်းဆုံးတော့ဒီလို developer ဖြစ်သွားလို့ရှိရင်သူ့ရဲ့အလဲနေရာဖြစ်တဲ့ဒီနေရာကိုပြန်ပြီးတော့လာတတ်တယ်เนาะဒီမှာလဲကျွန်တော်တို့ ဒီလိုဖြစ်သွားပြီတော့ဒီလိုမျိုးလာလာဖို့ရှိနိုင်တယ်ပေါ့ဒါပေမဲ့ကန်ဒီကမ်ကတော့ပြောလို့မရအောင်ဒီအခြေအနေနဲ့ကျွန်တော်တို့ဒီအခြေအနေနဲ့မတူဒီအခြေအနေတော့ institution အဲ့လောက်ကြီးစိတ်ဝင်စားဖို့မရှိဘူး EDF တွေလည်းအဲ့လောက်ကြီးမရှိဘူးဒီမှာအခုက EDF လည်းရှိရယ် institution ကလည်းစိတ်ဝင်စားမှုရှိတယ်နော်အဲ့တော့အဲ့လောက်ကြီးတော့မလွယ်ဘူးဒါပေမဲ့အဲအကယ်ပြန် crash ခဲ့မယ်ဆိုလို့ရှိရင်နော်ဒီနေရာမှာကျွန်တော်တို့ကဖမ်းမှုကြိုးစားရမှာပေါ့နော် Okay ဒါ big one အဲ့တော့ လာမယ့် week day မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်စပြီးဒီ client ကိုစမြင်ရနိုင်တယ်ဘာလို့ဒီမှာအပေါ်ကိုတက်ဖို့ခဲရနေပြီအောက်မှာ order တွားယူမှာအပေါ်ကိုတက်လို့ရမှာအဲ့ဒါသေးကြဟုတ်ပြီ Italian Italian လဲဘေးလိုက်သွားနေတာပဲအခုဒီမှာ0.718 level မှာမြေလိုက်သွားနေ Bitcoin crash လို့ရှိရင် Italian မှာ crash ပါလိမ့်မယ်ဒီနားတွေအထိပါရောက်လာနိုင်ကြီးရှိအရင်တော့ရောက်ခဲ့နေနေအထိရောက်လာနိုင်ကြီးရှိ1500လောက်1500လောက်ဆိုတော့ဝယ်စုကျင်နေစုလို့ရပါတယ် အဲ့လောက်အဲ့လောက်ကြာပါဘောနော်ဒီကြားထဲမှာဒါပေမဲ့1500အထိရောက်ချင်မှကြောင်းပေါ့ဒီကြားမှာရောက်ဟိုနားဖို့ဖြစ်နိုင်ချင်ပုံများရအောင်နော် BNB BNB လည်းကြာနိုင်ချင်ရှိတယ်ဒီမှာ तू က trend line တစ်ခုရှိထားတယ်အဲ့ trend line ထိကို0.5 level နဲ့ trend line နဲ့ quality ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြာပဲဆိုရင်အဲ့နေရာကျွန်တော်600အောက်ကိုပြန်ရောက်သွားနိုင်တယ်ကြီးရှိတယ် Solana ကျွန်တော်အာသူလည်း ခုနက BTC crash လို့ရှိရင်တော့ဒီတေရနားလောက်ဒီပြန်ရောက်နိုင်နေရှိရှိတယ်။အဲတခုပေါ့နော်ဒါကကျွန်တော်တို့ရေးရှည် trend ပေါ့နော်ရေးတို့ next la next week ပေါ့နော်ဒါမဲ့အပတ်မှာဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့မှန်းလို့မရသေးဘူးလောလောဆယ်မှာသူကဘေးတိုက်သွားနေတော့ပဲရှိနေသေးတယ် Bitcoin ကအဲ့တော့အာ eventually တော့ဒီကြားရဲပြန်ရောက်နိုင်နေရှိတယ်အဲ့တော့ဘယ်တော့ရောက်မလဲဆိုတော့ပြောရအောင်လောလောဆယ်တော့ကျွန်တော်တို့အပေါ်တက်လို့မရတာ4 weeks 5 weeks ရှိနေပြီဆိုတော့ကျွန်တော်တို့သိရအောင် Ethereum ဆိုပိုဆိုတယ် week ပေါင်း1 2 3 4 6 week အဲ6 weeks ပေါ့6 weeks ဆိုတော့တလခွဲရှိသွားပြီပေါ့နော်ကျွန်တော် about တက်လို့လုံးဝမရဘူး BNB ဆိုလဲဒီမှာ1 2 3 4 5 6အတူတူပဲနော်6 week Solana ကတော့အပေါ်ထိရောက်ပြီမှပြန်ပြုတ်ကြရတဲ့ထဲမှာပါသွားတယ်နော်ဒါကတော့ Solana ကသူ့သူ့ရဲ့တဘောတရားအတိုင်းပဲသူနည်းနည်းလေးလှုပ်တာမြင်ရအောင်နော် Okay အဲ့တော့ကျွန်တော် next week တွေမှာကျွန်တော်ပြန်ပြီးတော့အောက်ကိုပြန် ပြန်သားတော့မလားကိုကျွန်တော်တို့ကြည့်ရမှာပေါ့နော်ဆိုတော့ဆိုလာနာဆိုကူလောလောဆယ်ဒီစုံထီကိုပြန်ပြီးရောလာနိုင်ကြီးရှိနေပြီနော်โอเคအဲ့တော့ဒါလေးကတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြ Friday အာ analysis လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ virus account လိုအပ်ခဲ့လို့ရှိရင်အောက်မှာပေးထားတဲ့ link ကနေပြီးတော့ဖွင့်လို့ရပါတယ်ကျွန်တော်တို့10% off lifetime trading fee discount ရမှာပေါ့နော်ဆို referral code လေးလေးကျွန်တော်ပေးထားပါတယ်နော်အဲ့တော့ဒီပြောင်းကြည့်ပြရေးသမားကြီးတင်ပါတယ်ငွေဝင်နေနေလေးဖြစ်ပါလိမ့်